အင်အားပြင်းငလင်ထန်ခံခဲ့ရတဲ့နေမြေဒေသတွေပြည်လဲထူထောင်ရေးအတွက်ချင်းငွေတွေရှောက်ထားနိုင်ပြီး၃နှစ်ကနေ၅နှစ်အထိတက်တန်းရှိတဲ့ချင်းငွေတွေကိုတက်တာတဲ့အတိုးနှုန်းနဲ့ထုတ်ချေးပေးသွားမယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။2025ခုနှစ်မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမန္တလေးငလင်ကြီးကြောင့်ပြည်သူ့နယ်မြေနေပြည်တော် မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေကပြည်လဲထူထောင်မှုနိုင်ငံတော်ကထဲဝင်ပံ့ပိုးတဲ့ရမုံငွေနဲ့၃နှစ်ကနေ၅နှစ်အထိတည်တန်းရှိတဲ့ချင်းငွေတွေကိုတတ်တာတဲ့အတူနှုံနဲ့ထုတ်ချေးသွားမယ်လို့သိရပါတယ်။၃နှစ်ကနေ၅နှစ်အထိတည်တန်းရှိတဲ့ချင်းငွေတွေကိုနေရင်နဲ့အစအိုးပြည်လဲတိဆောက်ရေးချင်းငွေအတူနှုံ၃၀၀ခိုင်နှုန်းအသေးစားအငယ်စားနဲ့အလက်စားစီးပွားရေးလုပ်ငန်းတွေအတွက်လုပ်ငန်းလက်ပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ ရင်းနှီးမြှုပ်နှံမှုခြေငွေအတုံးနှုံး900ခိုင်နှုန်းစက်ရုံလုပ်ငန်းကြီးတွေပြန်လည်ပြုပြင်ရေးနဲ့လက်ပတ်နိုင်ရေးခြေငွေအတုံးနှုံး900ခိုင်နှုန်းနိုင်ငံပိုင်အခြေခံအဆောက်အအုံများတာဝန်ယူတည်ဆောက်နေတဲ့စောင့်လုပ်ရေးကုမ္ပဏီတွေအတွက်ယာယီခြေငွေအတုံးနှုံး900ခိုင်နှုန်းနဲ့ထုတ်ချေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ခြေငွေအစီအစဉ်မှာပါဝင်ဆောင်ရွက်မဲ့ဘဏ်နဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေအဖြစ် AR Bank BCL UAB Bank BCL ARD တောင်တူလေသမားများဖွံ့ဖြိုးရေးဘဏ်ရိုးမဘဏ် စောင်းလုပ်ရေးအိမ်ယာနဲ့အခြေခံအဆောက်အုံဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားများဘဏ်ကမ္ဘောဇာဘဏ်မြောက်ရီဘဏ်အင်းဝဘဏ် Best Merchants Finance Company Limited and Sega Finance Company Limited တွေကိုချင်းငွေဆိုင်ရာစံပြုလုပ်ငန်းစဉ် SOP နဲ့အညီရွေးချယ်ထားကြောင်း SOP အသေးစိတ်အချက်တွေကို CBN website www.cbn.gov.mm မှာကြည့်ရှုနိုင်တယ်လို့သိရပါတယ်ငလီတန်ခံခဲ့ရတဲ့နေမြေဒေသမှာရှိတဲ့စေဝါးရေးလုပ်ငန်းတွေနဲ့ပြည်သူတွေအနေနဲ့ချင်းခွေအစည်းအဝေးမှာပါဝင်ဆောင်ရွက်မဲ့ ဘဏ်တွေနဲ့ဘဏ်မဟုတ်တဲ့ငွေရေးကြေးရေးအဖွဲ့အစည်းတွေကနေတဆင့်ချင်းငွေတွေရှောက်ထားနိုင်ပြီဖြစ်တယ်လို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကအသိပေးကြေညာထားပါတယ်။